ကဲအားလုံးမင်္ဂလာပါဗျ JDS channel မှာပြန်လည်ကြိုဆိုလိုက်ပါမယ်ကျွန်တော်ဒီကနေ့မှာတော့ One Friday Fights 111ပြန်ပွင့်ကြီးကဆွန်ရက်ရဲ့အတွင်းဆိုင်အပြင် One Championship မှာပထမဆုံးအလဲထိုးနိုင်ပွဲရရှိခဲ့တဲ့ဖိလစ်ပိုင်မှလေ Isley Erica ဘူမတ်ခေါရဲ့အကြောင်းနှစ်ပွဲဆက်အလဲထိုးနိုင်ပွဲရရှိခဲ့တဲ့ထိုးမင်းနိုင်ရဲ့ပြန်ဖက်ဟောင်းခေါ်ဖိုင်ရဲ့အကြောင်းအလိုက်ထူနိုင်ပွဲရယူသွားခဲ့တဲ့တန်းစင်နဲ့ပွဲပြတ်ထားခဲ့ရတဲ့ဖိုက်တာတအူးရဲ့အကြောင်းတမဝေအတွင်ဝင်ရောက်တွားနိုင်ခဲ့ပြီဖြစ်တဲ့ ကျွန်တော်တို့စိတ်ဝင်စားစောင့်ကြည့်သွားရမယ့်ဂျိုရှောဘန်ရဲ့ပွဲအကြောင်းစတဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာကိုဒီကနေ့မှာစူးစီးတုံတန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စာချုပ်ရဖို့အတွက်အနည်းဆက်ဆုံးအနေထားတစ်ခုအထိရောက်ရှိထားခဲ့ပြီးမှရုံပွဲဂျုံတွေ့တော်ခဲ့ရတဲ့စွန်ရဟာဆိုရင်တော့ဒီတစ်ပတ်မှာချင်းပန်ပြုတ်တော်ခဲ့တဲ့ One Friday Fights 111ပြိုင်ပွဲမှာနိုင်ပွင့်ပြင်ပြီးရယူပြနိုင်ခဲ့ပါတယ်။1 Championship ကစွန်ရကို သူအနိုင်ရရှိခဲ့ဖို့တဲ့ fighter hound တူဖြစ်တဲ့ဖက်ဝစ်ချစ်နဲ့ပွဲပြန်လည်တည်ပြီးခဲ့တာပဲဖြစ်ပါလိမ့်ပထမပွဲတော့မှတော့ကယောနနမဲ့ decision နဲ့အပြက်အတန့်အနိုင်ယူနိုင်ခဲ့တဲ့စွန်ရက်ဟာဆိုရင်တော့ဒီဒီချိန်မှာလဲဖက်ဝစ်ချစ်ကိုရှုံးကျွေးဆက်ခွင့်မပေးခဲ့ပါဘူးဒီတွဲဆိုင်မှာကျွန်တော်အနေနဲ့စိတ်ထန်ဘဝင်မချမိတဲ့အချက်တစ်ချက်လည်းရှိနေပါလိမ့်တိုက်ခရေးအားကစားနေ့တွေမှာဆိုရင်တော့ဂျန်ဖက်နေရောက်ကိုအပြန်ထောင်းအနီတောင်းဆိုပြီးခွဲခြားတတ်မှတ်ကြပါလေဒီလိုတတ်မှတ်တာက အစဉ်ပြေတလို့တတ်မှတ်တာမျိုးမဟုတ်ပဲလှုပ်ယူလှုပ်စင်အတိုင်းလှုပ်ကြရတဲ့ကိစ္စပဲဖြစ်ပါလေချန်ပီယံလူပွဲတို့မျိုးမှာဆိုရင်တော့ချန်ပီယံကအနီတောင်စင်ခေါ်ထူပက်ကတော့အပြာတောင်းနဲ့ရှင်ပြိုင်ထိုးတက်သွားကြရတာဖြစ်ပါလေတကယ်လို့မကြည်ပွဲတွဲဆိုင်ဆိုရင်တော့ပထမပွဲမှာအနိုင်ရရှိခဲ့ပူတဲ့ဖိုင်တာကအနီတောင်းကနေထိုးကြရပါတယ်တော်ပေမဲ့လည်း1 championship ကစွန်ရက်ကိုတော့အပြာတောင်းကနေထိုးတက်စီခဲ့ပြီးဖက်ဝစ်ချစ်ကိုတော့အနီတောင်းကနေထိုးတက်စီခဲ့တာဖြစ်ပါလေ တကယ်တမ်းဆိုရင်တော့ဆွန်ရက်ကပဲအနီတောင်ကနေထုတ်တက်သွားတင်တာဖြစ်ပါလေ။ကျန်တဲ့ချီရှိတဲ့အချက်ကိုဆွဲထုတ်ကြည့်လိုက်မယ်ဆိုရင်တော့နောက်ဆုံးထုတ်တက်ခဲ့ကြတဲ့ပွဲမှာဆွန်ရက်ကရှုံးနေထားပြီးဖက်ဝစ်ချစ်ကနိုင်ပွင့်ပြင်ပြီးရရှိထားခဲ့တာကြောင့်ဖြစ်နိုင်တယ်လို့ Ancient Fighter ဖြစ်နေတဲ့အချက်ကြောင့်လည်းဖြစ်နိုင်ပါလေ။ဝင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဇွန်ရက်ကဒီပွဲမှာလဲသူပုံစံအတိုင်းပဲထုတ်တက်သွားခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။ဇွန်ရက်ကတခြားမြန်မာဖိုက်တာတွေထက်ဆိုင်တော့မွေတိုင်းပိုင်းမှာ ပိုအသားကျနေခဲ့ပြီးနစ်စနစ်ပိုင်းအရလဲပိုပြီးအာသာနေတတ်ပါလေ။တို့ပေမဲ့စွန်ရက်ရဲ့ကစားပုံကပရိသတ်အကြိုက်အလဲထိုးဥတီပြီးကစားတာမျိုးမဟုတ်ပါဘူး။စွန်ရက်က decision fighter လို့တောင်ပြောလို့ရနေတဲ့အနေအထားမျိုးရှိနေပါပြီ။အမတ်ရှာဖို့အတွက်ဥတီထိုးတက်တဲ့ပုံစံမျိုးဖြစ်နေတယ်လို့မြင်တာနေရပါတယ်။သူရဲ့နိုင်ပွဲအများစုဟာဆိုရင်လဲအမတ်အစုံအဖြစ်နဲ့အနိုင်ရရှိထားခဲ့တဲ့ပွဲတွေအများကြီးမြင်တွေ့ထားပါတယ်။ ဒီပွဲမှာလည်းဇွန်ရက်ကအမှတ်အဆုံးအဖြတ်ကြီးအတွက်ပဲဥတီထိုးတက်သွားတာကိုလည်းတွေးခဲ့ရပါတယ်။ပထမအချိန်မှာဆိုရင်လည်းထိချက်ပိုက်မှာဇွန်ရက်ကပင်အသာစီးရရှိခဲ့တယ်လို့ပြန်ဖက်ကိုရန်ထွက်သွားအောင်ထိုးပြသွားနိုင်ခဲ့ပါတယ်။နောက်ပိုင်းအချိန်တွေမှာဇွန်ရက်ကအမှတ်ရအောင်ထိုးပြီးတော့ပပနဲ့နဲ့နဲ့ကလစ်ဖန်ရင်ထိန်ကစားသွားနိုင်ခဲ့ပါတယ်။ဘွေကအရင်ကြီးမြိုင်မြိုင်ဆိုင်ဆိုင်မရှိခဲ့ပဲကလစ်အနေထားမှာအချိန်ကုန်နေခဲ့ရတာကြောင့်ဘရိတ်တဲ့အကြိုက်ပွဲတစ်ပွဲတော့မဖြစ်ခဲ့ပါဘူး။ တို့ပေမဲ့မြန်မာ fighter နိုင်ပွဲရတာကတော့ဝမ်းသာရမယ်အချက်ပဲဖြစ်ပါလိမ့်။အမပီဒိုင်း3စလုံးကတော့ထိချက်ပိုင်းမှာပူပြီးတာခဲ့တဲ့ zone rat ကိုပင်အပြက်အသက်အနိုင်ပြီးလိုက်ကြပါလိမ့်။နှစ်ပွဲထိုးတက်ထားပြီးနှစ်ပွဲစလုံးကိုအမတ်အပြက်အသက်အနိုင်ယူနိုင်ခဲ့တဲ့ zone rat ဟာဖက်ဝစ်ချင်းနဲ့သူနဲ့ဂျာမာရလက်ပြတ်သားသွားစီခဲ့ပြီလေဖြစ်ပါလိမ့်။ငါးပွဲဆက်တိုက်နိုင်ပွဲရယူနိုင်ပြီးမှရှုံးပွဲကြုံတွေ့သွားခဲ့ရတဲ့ zone rat အတွက်နှမျောစရာကောင်းခဲ့တဲ့ဆိုပေမဲ့အခုတော့စာချုပ်စီကို ပြန်လည်ဦးတည်လာနေပြီပဲဖြစ်ပါတယ်မြန်မာဖိုက်တာတွေထဲမှာမွေထိုင်းနဲ့အသာအကျဆုံးအပားနှစ်ဆုံးလို့ပြောလို့ရတယ်စွန်ရက်တရအောင်နောက်ပွဲတွေမှာဆိုရင်ရောနိုင်ပွဲဆက်ယူပြီးစာချုပ်ကြီးတိမ့်ပိုက်သွားနိုင်မလားဆိုတာကတော့ကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့စိတ်ဝင်စားစောင့်ကြည့်အားပေးသွားရမှာပဲဖြစ်ပါတယ်145 111ပြန်ပွဲမှာဆိုရင်တော့ rated တွေစိတ်ဝင်စားနဲ့ဆောင်မြို့နေခဲ့ရတဲ့ဖိလစ်ပိုင်မှလေအစ္စလီအာရီခဘူမတ်ခေါရဲ့တွဲဆိုင်ကလည်းပါဝင်လာပါတယ်။အစ္စလီဟာဆိုရင်တော့ ဝမ်ချမရှိမှာပေါင်တန်ရဝင်းကျင် catch weight တွဲဆိုင်အဖြစ်ထုတ်တက်နေခဲ့ပြီးအဲ့ဒီပွဲမှာတိုင်ခင်မှာလဲ၃ပွဲဆက်တိုက်ကိုအနိုင်ယူထားနိုင်ခဲ့ပါတယ်။ဒီမှာရဲ့ချောမောလပ်ပါတဲ့အသွင်ပြင်တွေကြောင့်အမျိုးသားပြိုင်သက်တွေကြားမှာရည်ပန်းစားပြီးခဲ့ရပါတယ်။ဖိလစ်ပိုင်မှလဲအစ်လီအတွက်ဒီတစ်ခေါက်ရင်ဆိုင်သွားခဲ့ရတဲ့ပြိုင်ဖက်ကတော့ Spain Fighter နာရီယိုရူဘရယူပဲဖြစ်ပါတယ်။တကယ်တမ်းဝမ်ချမရှိကတူမတို့နှစ်ဦးကိုပြီးခဲ့တဲ့မတ်လမှာတုံးကြဲကပွဲတဲပြီးခဲ့တာဖြစ်ပါတယ်။ တော်ပေမဲ့လည်းငလင်ကြောင့်ကျင်းပဖို့စီစဉ်ပြီးတော့ One Friday Fight ပြိုင်ပွဲတစ်ခုလုံးကိုဖျက်သိမ်းလိုက်ရပြီးတော့ Bisley တို့တွဲဆိုင်ကလည်းပါဝင်သွားခဲ့ရတာပဲဖြစ်ပါတယ်။ One Championship ကဒီတွဲဆိုင်ကို One Friday Fight 111ပြိုင်ပွဲမှာပွဲပြင်လဲတည်ပြီးလာခဲ့တာဖြစ်ပါတယ်။ Philippine Tulay Isley ဟာ One Championship မှာလက်ဆွမ်းကောင်းတွေပြန်သနိုင်ခဲ့ပြီးတော့၃ပွဲဆက်တိုက်ကိုအနိုင်ယူပြထားနိုင်ခဲ့ပါတယ်။တော်ပေမဲ့လည်းအလဲထိုးနိုင်ပွဲတော့မရယူနိုင်ခဲ့ပဲနဲ့ ဝယ်စင်တိုင်းကိုအမှတ်အဆုံးအဖြတ်နဲ့အနိုင်ရရှိထားခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီနိုင်ပွဲမှာဆိုရင်တော့ East Lee ဟာ One Championship မှာသူမရဲ့ပထမဆုံးအလဲထိုးနိုင်ပွဲကိုရယူသွားနိုင်ခဲ့ပြီးပထမချီမှာပဲအလဲထိုးအနိုင်ယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ဒီကနေ့ဆိုရင်တော့ပရိသတ်တွေက Spain Fighter Naria Rubin ကိုအရင်ပြန်ဖက်တွေထက်ပိုခက်ခဲမဲ့ပြန်ဖက်မျိုးလင်းတင်ခဲ့ကြပြီးမဲ့ထင်ထားတယ်လို့တော့ဖြစ်မလာခဲ့ပါဘူး။ပထမချီကစပြီးတမိနစ်လောက်မှတင် Isley ရဲ့ body shot မိသွားခဲ့ပြီးတော့ တခါရင်နော့ကောက်ကြံသွားခဲ့ရတာဖြစ်ပါတယ်။တကယ်တမ်းဆိုရင်သူမတို့ထုတ်တက်နေကြပေါင်တရားတန်းမှာပါဝါတိတ်မရှိကြပါဘူး။နာရီယာရူဘိုင်ကိုကိုတိုင်ကလည်းခန္ဓာရည်အားအာနီးနေတယ်လို့မြင်ပါတယ်။ဘလို့ပဲဖြစ်ဖြစ် is league ကိုစင်တင်ချင်နေတဲ့ one championship အတွက်ကတော့အဆင်ပြေသွားခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်။လေးပွဲဆက်9ပွဲနဲ့ is league ဟာစာချုပ်ကြီးရဖို့အတွက်အနည်းဆက်ဆုံးအနေထားကိုရောက်ရှိနေခဲ့ပြီလို့လည်းပြောလို့ရပါတယ်။နောက်ပိုင်းမှာဆိုရင်တော့ ဝမ်ချမ်ပီယံရှစ်မှာပေါင်တန်ရဝိတ်တန်းအတွက်အမျိုးသမီးဖိုက်တာတွေကရောက်ရှိလာကြတော့မှာပဲဖြစ်ပါလိမ့်ဒီဝိတ်တန်းကိုဝိတ်တန်းတစ်ခုအနေနဲ့တတ်မှတ်ပြီးချန်ပီယံခပ်ပတ်ပွဲတွေစီစဉ်ပေးလာမလားဆိုတာကတော့ကျွန်တော်တို့အနေနဲ့တကယ်ကိုစိတ်ဝင်စားစောင့်ကြည့်တော့ဖို့လိုအပ်နေပါလိမ့်မြန်မာဖိုက်တာတအုပ်ဖြစ်တဲ့ထုံမင်းနိုင်ဟာဆိုရင်တော့နောက်ဆုံးပွဲမှာဟန်ကင်ဖိုက်တာတအုပ်ဖြစ်တဲ့ခေါဖိုက်ကိုရှုံးနေပြီးဝမ်ချမ်ပီယံရှစ်မှာပွဲပြန်မရတော့တာပဲဖြစ်ပါလိမ့်ထုံမင်းနိုင်နဲ့ခေါဖိုက်တို့ပွဲက ပြီးခဲ့တဲ့နှစ်ဩဂတ်စ်လမှာကျင်းပပြုလုပ်သွားခဲ့တာဖြစ်ပြီးအဲ့ဒီတုန်းကဒုတိယအချိန်မှာပဲခေါပိုင်းကအလဲထိုးနဲ့အနိုင်ရရှိသွားခဲ့တာဖြစ်ပါနေ။နိုင်ပွင့်ရရှိခဲ့တဲ့ခေါပိုင်းဟာလည်း1 Championship မှာပွဲပြင်ရဖို့အတွက်တော်တော်လင်းလင်းစောင့်လိုက်ရပါတယ်။ဇေလနီပါလောက်ကြမှာ1 Friday Fights 111ကြမှာတော့ပွဲပြင်ထိုးခွင့်ရရှိလာခဲ့တာဖြစ်ပါနေ။ဒီပွဲမှာဆိုရင်တော့1 Championship ကခေါပိုင်းကိုမျက်နှာသစ်ဖိုင်တာတူဦးဖြစ်တဲ့ကျောင်းဖွန်ရိုင်းဆိုတဲ့ဖိုင်တာနဲ့ပွဲတည်ပြီးခဲ့တာမှာ ဒီဖိုက်တာလိကတော့ဝမ်ချမ်ပီယံရှစ်မှာပွဲဦးထွက်အနေနဲ့ထူးတက်ခဲ့တာလည်းဖြစ်ပါတယ်ပထမချီမှာတော့နေအောင်တာအကဲဆန်းတဲ့သဘောမျိုးထူးတက်ခဲ့ကြတဲ့ပွဲကမြင်းမြင်းဆိုင်ဆိုင်မရှိခဲ့ကြပါဘူးဒုတိယချီမှာတော့ခွန်ဖိုက်ကအချိန်တင်လာခဲ့ပြီးပြိုင်ဖက်ကိုအလဲထိုးနဲ့အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်အခုဆိုရင်ခွန်ဖိုက်ကဝမ်ချမ်ပီယံရှစ်မှာနှစ်ပွဲထူးတက်ထားခဲ့ပြီးနှစ်ပွဲစလုံးကိုဒုတိယအချီမှာတင်ပွဲသိမ်းအနိုင်ယူပြနိုင်ခဲ့ပါတယ်ခွန်ဖိုက်တယောက်ဒီပွဲမှာအလဲထိုးအနိုင်ရရှိနိုင်ခဲ့တဲ့ဆိုပေမဲ့လည်း ဘောနဲ့ဂျီဘတ်၃သိန်းခွဲတော့မရရှိခဲ့ပါဘူး။ဝိတ်ကအစောပိုင်းမှာအီးနီးခဲ့တာကြောင့်မစ္စတာချက်ထရီကသဘောမကျတဲ့အတွက်ဘောနဲ့မရရှိခဲ့တာလည်းဖြစ်နိုင်တယ်လို့ပြိုင်ဖက်ကမျက်နှာတစ်ဖိုက်တာဖြစ်နေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ဘလိုပဲဖြစ်ဖြစ်နှစ်ပွဲဆက်အလဲထိုးအနိုင်ရရှိထားခဲ့တဲ့ခေါ်ဖိုင်းဟာဆိုရင်လေဝမ်ချမ်ပီယံရှစ်မှာစောင့်ကြည့်တွန်းတင်တဲ့ဖိုက်တာတအူးအနေနဲ့ဖြစ်လာခဲ့ပါပြီ။1 Friday Fights 111ပြိုင်ပွဲကြီးမှာဆိုရင်တော့ တန့်စင်နဲ့ပွဲပြတ်ထားခဲ့ရတဲ့ Thai Fighter တို့ဖြစ်တဲ့ Phat Sukhumvi ရဲ့တွဲဆိုင်ကလည်းပါဝင်လာခဲ့ပါတယ်။ Phat Sukhumvi ဟာဆိုရင်ပြီးခဲ့တဲ့ April လတုန်းမှာတန့်စင်နဲ့ထိုးတက်ဖို့အတွက်ပွဲတင်ထားခဲ့ပြီးမှဝန်နာနီမတွဲဆိုင်ကပြည့်ပြည့်သွားခဲ့ရပါတယ်။ဝမ်ချမင်းရှိကဖတ်စုကိုဗစ်ကို1 Friday Fights 111ပြိုင်ပွဲကြီးမှာပွဲပြန်လည်တည်ပြီးလာခဲ့ပါတယ်။သူကရူမနီးယား Fighter တို့ဦးဖြစ်တဲ့ CV Vitesse နဲ့ပွဲတည်ပြီးလိုက်တာဖြစ်ပြီးဝမ်ချမင်းရှိကတော့ဒီတွဲဆိုင်ကို ခေါင်းပွင်းအနေနဲ့ပါစီစဉ်ပေးထားခဲ့တာပင်ဖြစ်ပါတယ်။ Save View Vitet ဆိုတာကဒီပွဲမတိုင်ခင်နောက်ဆုံးပွဲမှာအနိုင်ရရှိထားခဲ့တဲ့ဆိုပေမဲ့အဲ့ဒီမတိုင်ခင်မှာရှုံးပွဲတွေဆက်ထားခဲ့ရပါတယ်။ဒီလို Fighter နဲ့တော့မှခေါင်းပွင်းအဖြစ်တည်ပေးလိုက်တာကြောင့် One Championship က Pacific ကိုစင်တင်ချနေတဲ့သဘောမျိုးတွေတွေ့မြင်နေရပါတယ်။သူအနေနဲ့ကလည်းရလာတဲ့အခွင့်အရေးကိုအကောင်းဆုံးအသုံးချသွားနိုင်ခဲ့ပြီးတော့ဒီပွဲမှာအလင်းထူနိုင်ပွင့်ရရှိသွားနိုင်ခဲ့ပါတယ်။ ပြန်ဖက်ကလက်ရည်နှိမ့်နေခဲ့တယ်လို့မာကုံအယလင်းကောင်းမွန်နေတဲ့အနေအထားမှာမရှိနေပါဘူး။ဒါကြောင့်ပဲဖက်စခွန်ဖက်ကဒုတိယအချိန်မှလည်းအလဲထိုးအနိုင်ယူပြသွားနိုင်ခဲ့ပါတယ်။လက်ရှိမှာဆိုရင်တော့တန်စင်ဟာအမြင့်အယုံပြက်တနာကင်းရှင်းသွားပြီဖြစ်ပြီးတော့ပွဲပြန်ထိုးနိုင်ပြီဖြစ်ကြောင်းပရိသတ်တွေကိုအသိပေးထားခဲ့ပါတယ်။ဒါကြောင့်ပွဲပြန်ထိုးတော့မဲ့တန်စင်ကပွဲပြက်သွားခဲ့ရတဲ့စခွန်ဖက်နဲ့ပွဲပြန်လဲစီစဉ်ပေးနိုင်မလားဆိုတာကတော့လေစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဒါပေမဲ့အခုမှပွဲထိုးထားခဲ့တဲ့ဖက်စကိုဗစ်ဟာချက်ချင်းပွဲထိုးလို့မရသေးဘဲနားရက်ယူရအောင်မှာဖြစ်ပါတယ်။ဒါကြောင့်တန်စင်နဲ့ဖက်စကိုဗစ်တွဲဆိုင်ကိုယ်တော်ပြန်လည်စီစဉ်ပြီးမယ်ဆိုရင်တော့လေချက်ချင်းကြီးဖြစ်လာနိုင်အောင်မှာမဟုတ်သေးပါဘူး။ဒုနဲ့မဟုတ်ဘဲတန်စင်ကိုတခြားဖိုက်တာနဲ့ပွဲတင်ပြီးလာနိုင်မလားဆိုတာကလည်းစောင့်ကြည့်တွားရမှာဖြစ်ပါတယ်။တိတ်မကြခင်မှာဆိုရင်တော့ကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့စိတ်ဝင်စားမလို့တန်းစောင့်ကြည့်တွားရမယ်။ Joshua Van ရဲ့တွဲဆိုင်ကတော့ UFC 216ပြိုင်ပွဲကြီးမှာပဲ။ ဂျင်ပါပြုတ်လောက်သွားရတော့မှမယ်ဖြစ်ပါတယ်။ဂျိုရှာဗန်ကတော့သူနဲ့ပွဲပြတ်ထားခင်ရဖူးတဲ့ဘရူနိုစီဗာနဲ့ပင်ရှင်ပြိုင်ထိုးတက်သွားရမှာဖြစ်ပါတယ်။အတန်ရွယ်အရတော့ဖိုက်တာနှစ်ယောက်ကြာမှာစင်းနှစ်ကျော်กว่าဟနေခဲ့တဲ့ဆိုပေမဲ့လည်းအသူအုံကတော့အရင်ကြီးกว่าဟမနေပါဘူး။နောက်ပြီးတက်လူဖြစ်တဲ့ဂျိုရှာဗန်ကတော့မှအနိုင်ရရှိနိုင်ချေပူပြီးမြင့်နေတာမျိုးဖြစ်ပါတယ်။ UMC ပြိုင်ပွဲအတွက်စစ်စစ်ဝိတ်ချင်းတန်တွေလည်းဂျင်ပါ PC တွားခဲ့ပြီဖြစ်ပါတယ်။ဂျော့ရှော်ဗန်တို့ရဲ့တွင်းဆိုင်ဟာဆိုရင်တော့ ၊နေအောင်စလုံးတမဝိအတွင်အခက်ခဲမရှိဝင်ရောက်နိုင်ခဲ့ကြပါတယ်။ Flyweight တွင်ဆိုင်ဖြစ်တဲ့ Joshua Van နဲ့ Bruno Silva တို့ဟာ125ပေါင်စီတမဝိအတွင်ဝင်ရောက်ခဲ့ကြတာပါ။ဒါကြောင့်ပွဲပြင်းမှာကိုစိုးရင်စရာမလိုတော့ပဲစီစဉ်ထားတဲ့အတိုင်းပင်ဖြစ်လာမှာပါ။ပွဲမတိုင်ခင်မှာ Interview တွေမှာဆိုရင်လည်း Bruno Silva ဘက်က Joshua Van ကိုစကားစစ်ထိုးတာတွေလောက်ခဲ့တာကိုလည်းတွေ့မြင်နေရပါတယ်။တို့အနေနဲ့ Joshua Van ကို အလဲထူပြီးတော့မှဘွန်နက်စုကြီးပါရယူပြမယ်ဆိုပြီးတော့မှဂျုံဝါပြောဆိုသွားခဲ့ပါတယ်။ဒါပေမဲ့လည်းဂျော့ချော့ဗန်ကတော့တက်လူဖြစ်နေတယ်လို့ဘော့ဇင်စကီးကလည်းလုံးဝရှော့တက်ထားလို့မရတဲ့အနေအထားမျိုးမှာရှိနေပါတယ်။ကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့ကတော့ဂျော့ချော့ဗန်အနေနဲ့ ranking ထက်လာဖို့အတွက်နောက်ထပ်နိုင်ပွဲတစ်ပွဲဖန်တီးသွားနိုင်မလားဆိုတာကတော့မလွတ်တမ်းစိတ်ဝင်စားစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။